မင်္ဂလာပါရှင်ဒီကိစ္စပေးရှင်းပြပေးမှာကတော့အထမရတင်းချာအတွက်တက်ခါအခန်းကျဲတစ္စတမ30လုံထုံးဆိုင်ရာအစီအစဉ်များပဲဖြစ်ပါတယ်ဗရှင်နယ်ကိန်းတွေများတွင်အပေါင်းအနုအမြောက်အစာတင်ရတာများဝင်းများနဲ့ဣဥသောဖော်ပြချက်များပါရှိနိုင်သည်တဲ့အဲ့တော့ rational gain တန်းနေမှာဘာတွေပါမလဲဆိုတော့အပေါင်းရဲ့အနှုတ်ရဲ့အမြောက်ရဲ့အစားเนาะဒါအစားရဲ့ပြီးတော့မှ ဝင်းနေဝင်းနေအပြင်ဤဆိုတာတွေဖော်ပြချက်တွေပါရှိနိုင်ပါတယ်။မြောက်ချင်းကိုအမြောက်လက္ခဏာဖြစ်မဖော်ပြပဲတခါတလေမှဤဟူသောစကားလုံးဖြစ်လဲဖော်ပြလေးရှိသည်။တကယ်လို့ဤလို့ဖော်ပြထားရဆိုလို့ရှိရင်တော့ဒီဤကိုဆင်မတော့အမြောက်ပြောင်းပြီးတော့မှတက်ပြရပါမယ်။လက်တဲခွင်းလက်တဲခွင်းဆိုတာကအင်္ဂလိပ်လိုဆိုရင် round bracket တုံးခွင်း curly bracket and လေးတောင်ခွင်းကကြတော့ square bracket လို့ဖတ်ပါမယ်။အဲ့တော့ဒါကရှေ့မှာဒီ G7 မှာလည်းတိခဲ့ပြီးသား အဲ့တော့ဒီဒီဒီကွင်းနေဟာဆိုလို့ရှိရင်အုတ်စုပဲတင်တင်ကြတာတွေဖြစ်ပါတယ်တဲ့အဲ့တော့နောက်တစ်ခုကကြတော့ကိန်းချုပ်မြင်းလို့ခေါ်တယ်ကိန်းချုပ်မြင်းဒီမြင်းကိုဘာလို့ခေါ်လဲဆိုတော့ကိန်းချုပ်မြင်း binculum လို့ခေါ်တယ်ဟုတ်ပြီနော်ဒါကလည်းကွင်းကဲတို့အတုံးပြူတဲ့အုတ်စုဖွဲ့တင်ကြတာတစ်ခုဖြစ်ပါတယ်တဲ့ binculum ဒါလေးကဒီလိုမျိုးကွင်းလိုမျိုးပဲပေါ့နော် round bracket curly bracket square bracket လို့ပဲဒီ binculum ဆိုတဲ့ကိန်းချုပ်မြင်း နောက်ပြီးတော့ Linkulan ဆိုတဲ့ဒီကိန်းချုပ်မြင်းကလည်းအုပ်စုဘက်တင်ကြီးသားတစ်ခုဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်အခုအစားပြီးတော့ဆရာမတို့ကအဲဒီမှာပေါ့နော်ဘယ်လိုကွင်းနေမြင်ရမလဲဆိုတော့ round bracket တွေတွေ့ရမယ် curly bracket တွေတွေ့ရမယ် square bracket တွေတွေ့ရမယ်ဒါကအရင်ကတိခဲ့ပြီးသားတစ်ခုထပ်ပြီးတော့အတိတ်တရမှာလीဒီကိန်းချုပ်မြင်းဆိုတဲ့ Linkulan ဆိုတာကိုထပ်ပြီးတော့သင်ယူရမယ် Linkulan ဆိုတာကလည်းအုပ်စုဘက်တင်ကြီးသားတွေတဲကတစ်ခုဖြစ်တယ်။ဟုတ်ပြီနော် ဲ့တော့ဒီအပေါ်မှာဆက်ပြီးပြောမယ်ဆိုရင်ဆံမတော်တို့တည်ထားပြရမှာဒီ e လို့တွေးလို့ရှိရင်ဒါအမြောက်ပြောင်းပေးရမယ်ပြီးလို့ရှိရင် rational gain တွေမှာများသောအားဖြင့်အပေါင်းအနှုံအမြောက်အစားရင်းနဲ့ gain တွေအပြင်ဒါ e ဆိုတဲ့ gain ကိုလည်းမြင်ရမှာဖြစ်တယ်ဟုတ်ပြီနော် gain နန်းတစ်ခုတွင် gwin များပါဝင်ခဲ့တော့လက်သေး gwin နေအဲလေတောင် gwin နေတုံ gwin နေပါမယ်ဆိုရင်အသွင်းအကြဆုံး gwin ကနေစပြီးတော့မှဖြည့်ရှင်ရမှာဖြစ်တယ်အဲ့တော့အသွင်းဆုံးမှာပါရှိမလဲဆိုတော့လက်သေး gwin ရှိမယ်လက်သေး gwin ပြီးလို့ရှိရင်တုံ gwin ရှိမယ် တော့ဝင်ပြီးလို့ရှိရင်၄000ဝင်ရှိမယ်။အဲ့ဒါကိုဆံမတော်ကအစင်လိုက်ဖြည့်ရှင်းရမှာဖြစ်တယ်။ ဒါတော့ကလေးတို့ဒီ grade 6မှာကြရတယ်သင်ယူရတယ် grade 7မှာလည်းသင်ယူရတယ်ပြီးတော့မှအခု grade 8မှာလည်းပဲဒါကိုဆက်ပြီးတော့မှသင်ယူရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒါတွေကတည်ထားပြီးသားအချက်တွေအဲ့တော့ထိုကဲတို့ရှင်းလင်းရမယ်ပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းနဲ့စားခြင်းလှုပ်ထုံများကိုမှန်ကန်သောအစီအစဉ်အတိုင်းရှင်းလင်းရန်အရေးကြီးပါသည်တဲ့အဲ့တော့ဆရာမတို့ရှင်းတဲ့အခါမှာအရင်ဦးဆုံးလက်သေးခွင့်ကိုရှင်းမယ်ပြီးလို့ရှင်းသွန်ခွင့်ကိုရှင်းမယ်ပြီးတော့မှလေးတောင်ခွင့်ကိုရှင်းမယ် ။အဲဘယ်နာခုနကပြောတဲ့ ventriculum ကလည်း gain rate တွေဆိုတော့ ventriculum မှာဆိုလို့ရှိရင်လည်းဒီလိုပါတယ်ဆိုရင်သူ့တခါတက်တက်ရှင်းမယ်။ဟုတ်ပြီနော်။အဲ့တော့ပထမအဦးစွာမြောက်ခြင်းနဲ့စားခြင်းကိုလက်ဝဲဘက်ကစတင်ပြီးဖြည့်ရှင်းရမယ်။ဒီအချက်နှစ်ချက်ကအရေးကြီးပါတယ်။အဲ့တော့မြောက်ခြင်းနဲ့စားခြင်းကိုလက်ဝဲဘက်ကစပြီးတော့ဖြည့်ရှင်းမယ်ပြီးတော့မှပေါင်ခြင်းနဲ့နှုတ်ခြင်းကိုလည်းလက်ဝဲဘက်ကပဲစပြီးတော့မှဖြည့်ရှင်းတယ်ပြောချင်တာကတော့ဒီလိုခွင်းထဲမှာအဲနှစ်ခုပါတော့ဥမာ1 2 minus 5 by 6ပေါ့ထားပါတော့ဒီလိုလေးရှိရဆိုရင်တော့ဒီခွင်းကိုဖြည့်ရှင်းလိုက်တကယ်လို့3ခုပါလာပြီအစားရည်အမြောက်တရောပါလာပြီဆိုလို့ရှိရင်ကြတော့ဆရာအရင်ဦးဆုံးအစားရောအမြောက်ရောဒီအပေါင်းတွေအနှုတ်တွေပါရောပြီးပါလာပြီတော့ခွင်းမခက်ထားလို့ဆိုတဲ့အနေထားမှာဆိုရင်မြောက်ချင်းနဲ့စားချင်းကိုအရင်လုပ်မယ်ဟုတ်ပြီနော်မြောက်ချင်းနဲ့စားချင်းကိုအရင်လုပ်ပြီးတော့မှမှာဘယ်ဟာစမလဲဆိုတော့လက်ဝဲဘက်ကနေစမယ် အဲ့ဒါပြီးမှပဲပေါင်ချင်းနဲ့နှုတ်ချင်းကိုလက်ဝဲဘက်ကစပြီးတော့မှဖြည့်ရှင်းမယ်။ဟုတ်ပြီနော်။အဲ့တော့ဒါကတော့တွေ့ရင်နဲ့တည်သွားမှဖြစ်ပါတယ်။ပုံစံအတွက်တက်ကိုချင်အောင်300တက်မှ4အဲ့တော့ဒီဘက်မှာ300တက်မှ4အန်နော်300တက်မှ6ကအစား9ဒီဘက်မှာဒဂွင်းရှိတယ်။ဒါတွန့်ဝဲနဲ့ဒဂွင်းရှိတယ်။ဒီဘက်မှာတွန့်ဝဲနဲ့ဒဂွင်းရှိတယ်။ဒီတာဒီမှာအပေါင်း8ဆိုပြီးတော့မှ4000ဝင်းရှိတယ်။ဂျားထဲမှာကဒီမှာလက်သေးခွင်းလေးတစ်ခုရှိတယ်။ ဲ့တော့ဆရာမတို့ဒါကိုဘယ်ကနေစပြီးတော့ဖြည့်ရှင်းမလဲနောက်မှာ e ဆိုပြီးတော့သုံးဟရှိသေးတယ်ဟုတ်ပြီနော်တဆင့်ညင်းစီသွားမယ်အဲ့တော့ပထမအဆင့်ဒီကွင်းကိုဆရာမတို့ရှင်းမယ်ဟုတ်ပြီနော်ဒီမှာဒါကိုရှင်းတဲ့အချိန်မှာဒီဘက်မှာဆရာမတို့ကသုံးရသမ၄အနုံသုံးရသမ၆ဟာအစာငါအဲ့လိုမျိုးသုံးခုဖြစ်နေတယ်ကွင်းမခတ်ထားအောင်ဆိုရင်မြောက်ချင်းနဲ့စားချင်းအပေါ်မှာပြောထားတယ်မြောက်ချင်းနဲ့စားချင်းကိုစပါမယ်တဲ့အဲ့ဆိုဆရာမတို့ကဒီဘက်ကဟာလေးကိုရှင်းမယ် အဲ့ဒါပြောချင်တာဟုတ်ပြီနော်ဒီမှာအရင်ဆုံးလှုပ်ပြီးတော့မှစားရင်လည်းရတာပဲလေဟုတ်တယ်မလားဒါပေမဲ့ဆရာမတို့ကြီးသူပြောထားတဲ့အတိုင်းပထမအဆုံးဘာလို့မလဲဆိုတော့မြောက်ချင်းနဲ့စားချင်းကိုလှုပ်မယ်အဲ့ဒါပြီးတော့မှပေါင်ချင်းနဲ့နှုတ်ချင်းကိုလှုပ်ဝဲဘက်ကစပြီးတော့ဖြည့်ရှင်းမယ်ရပြီနော်အဲ့တော့ဆရာမအမိကုန်းကူထားမယ်ပြီးတော့မှ eat ဒါမှအေးဆိုမှဒီက tree လေးကိုတတိတရလေးဒါပြန်ရေးပေးဖို့လိုမယ်အဲ့တော့တချို့ကလေးတွေအားမိတက်တဲ့အချင်းလေးရှိပါတယ်အဲ့တော့ဆရာမဒီမှာရေးလိုက်မယ်တုံးတွင်300တက်မှ၄00မဖြည့်ရှင်းသေးဘူးဆိုတော့300တက်မှ၄00အလို့အဲ့တော့ဒီမှာဒါလေးကိုရှင်းမယ်အဲ့တော့300တက်မှ9တလီ9စားပါလေနော်ငါးတလီငါးဆိုတော့တဲ့ကြံငါးဆွဲဆိုတော့ငါးသုံးလေးဆန်ငါးဆိုပြီးဒီဘက်ကတကွင်းဆရာမတို့ဖြည့်ရှင်းပြီးသွားပြီအဲ့တော့ဒီဘက်မှာကျတော့ဒါကိုရှင်းမယ် ဒါတော့ရှင်းရှင်းလေးပဲသူတွေကနေသူ့ကိုနှုတ်လိုက်ရုံပဲဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာလာမာဒီတုံခွင်15 minus နှုတ်လိုက်မယ်၈ထက်၈ကိုနှုတ်တော့၃ည၄ထက်၁ကိုနှုတ်တော့၃အဲ့တော့ဆက်မလိုက်မှာ၃ကြီးမယ်ပြီးတော့လာမာဒီတုံခွင်ပြီးတော့မှနောက်မှာအပောင်း၈၄၀၀၀ခွင်အမြောက်၃အော်ဗီဒါဆင်ဆမ်မလို့ဆက်ပြီးတော့ရှင်းသွားတော့မယ်။300တက်မှ400နဲ့300တက်မှ13ကိုနှုတ်မယ်။ဒီဘက်မှာ15ရဲ့အနေနဲ့2ကိုနှုတ်မယ်။ဒါက D က တော့ဝင်းအောင်ရှင်းမယ်ဒီကတော့ဝင်းအောင်ရှင်းမယ်ဟုတ်ပြီအဲ့ခါကျတော့ဆမနှုတ်ကြည့်အောင်၃ရတမ၄ကနေ၃ရတမ၁၃ဝန်းတော့အဲ့ဒါနှုတ်တာလေးကိုတတိထားမယ်တတမလေးတက်အောင်ရေးမယ်ပြီးတော့မှဆယ်လီစိတ်တွေရာလီစိတ်တွေကိုတက်အောင်ရေးမယ်အဲ့တော့ဒီမှာ၃ရရှိတယ်၁၀တည်းက၃ဝန်းနှုတ်တော့ခွန်၄က၃ဖြစ်၃ရနှစ်ကို၁ကနှုတ်တော့၂ဆိုတော့ဒီလိုလေးရမယ်၃ရတမ၂ခွန်ဟုတ်ပြီဒါဆိုရင်ဆယ်မဒီကွင်းဝင်ရှင်းတာဆို၃ရတမ၂ခွန်ရပြီဂျားထဲမှာ အမြောက်ရှိမယ်ဆက်ငါးရဲကနေ၃ဝန်းလောက်တာကစနစ်ရမယ်အဲ့တော့ဒီခွင်းကလည်းပြုတ်သွားပြီအပေါင်း၈ဆိုတော့လာမယ်ဆောပြီနော်အဲ့ဒီမှာဆက်မလို့ဆက်ရှင်းမယ်ဒီမှာအမြောက်ဒီမှာအပေါင်းရှင်းရအောင်ဆက်မပထမအောင်ဆုံးရှင်းရမှာဒီမြောက်ချင်းနဲ့စားချင်းကိုရှင်းမှာဆိုတော့ဒီဟာကိုရှင်းမယ်ပြီးတော့မှပေါင်းမယ်ဟုတ်ပြီနော်အဲ့တော့စနစ်984ဆိုတော့၄ရေရှင်းမှတ်မယ် အာစနစ်နယ်လေး24 24ရပောင်းရှက်က30နှစ်အရဒသမ200ဖြစ်မှာမလို့3ဒသမ1လေးရသွားပြီပြီးတော့အပောင်း8ဆိုတော့ဒီ4000ဝန်းကအာဒီမှာဆမရှင်းလို့မပေးသေးဘူးဆိုတော့အမြောက်3ဆိုပဲရှိဟုတ်ပြီနော်အဲ့တော့8အပောင်းဒါဘယ်လိုပေါင်းမလဲဆိုတော့8ကခုကနန်းဆိုတော့ဒီလိုလေးလာမယ်ပေါ့နော်3ဒသမ1လေးအပောင်း8ဆိုလို့ဒီလိုလာမယ်ဒီလိုလေးဟုတ်ပြီနော်အဲ့တော့7ဒသမ1လေးဆိုပဲရရဲအဲ့တော့ဆမတို့ ရေးလိုက်မယ်7ဒသမ14အမြောက်တော့အဲ့တော့3နဲ့မြောက်မယ်3လေးလီ7နဲ့2ရေးတင်မယ်3နဲ့လီ6ခွန်3တလီ3 3တလီ3ဒသမ14ရဆိုတော့နည်းနည်းအားဖြည့်လိုက်မယ်33ဒသမ9အဲ့တော့ဒါအဖြေပဲဟုတ်ပြီနော်အဲ့ဒါအဖြေဆိုရင်မှရေးမယ် answer ဆိုပြီးတော့မှ ANS ဆိုရင်မှအဖြေရေးပေးပါနော်မိကုန်းနိုင်ရတဲ့အဖြေထိုးပေးရပါမယ် ပုံစံတွက်နှစ်ကိုကြည့်မယ်1 minus 3 plus curly bracket 3 1 minus 2 plus round bracket ပြီးတော့မှာ1 minus 2 divided by ဒါကကျတော့ vanculum ရှိမယ် then the vanculum ဆိုတာဒီ zone ကိုဆက်မလို့အတူတူရှင်းရမှာဖြစ်တယ်ဟုတ်ပြီနော်သူ့ကိုရှင်းပြီးတော့မှာပဲကျန်တော်ရှင်းရမှာဥပမာဒါလေးလက်သေးခွင်းနဲ့အတူတူပဲဒီလိုမျိုးလက်သေးခွင်းလေးခက်ပြီးတော့မှာ1 minus 3နဲ့1 minus 4ကိုဝင်ခက်လိုက်တယ်လို့ပဲသူကလည်း vanculum ဆိုတာလည်း အာဒီအသင်္ကေတတစ်ခုပေါ့နော်1.3နဲ့1.4ကတစုဖြစ်တယ်ဆိုတာလေးကိုပြလိုက်တာဟုတ်ပြီနော်အဲ့ခါကျတော့ဆင်မရမေကုန်းကူးလိုက်မယ်ဘယ်မှာအဆုံးလောက်ရမှာဒီမှာကင်ရောတွေပါနေအာဒီကင်ရောင်ပြောင်းပေးလိုက်မယ်1.3အေးရှင်းလို့ရတာလေးကို strap ပြီးတော့ရှင်းသွားလိုက်မယ်3.6 7.2 multiply by အဆ sorry မမိုင်တူအဲ့တော့ဒီကအစားအစားအတိုင်းလာမယ်သူ့ကိုရှမ်းမာရောရှင်းမယ်ရှင်းဖို့အတွက်ဆိုလို့ရှိရင်ပိုင်းချင်ကြီးမှဖြစ်မှာဆိုတော့ပိုင်းချင်ကြီးမယ်ဟုတ်ပြီနော်အဲ့တော့ပိုင်းချင်ကြီးတဲ့အဆင့်နေရတော့ဆင်မတော့အကြမ်းထဲမှာပဲလုတ်ပြလိုက်နေ။အဲ့တော့၃လေးလီဆက်နဲ့ဟုတ်ပြီနော်။၃လေးလီဆက်နဲ့၄၃လီဆက်နဲ့သူ့ကိုလည်း၃နဲ့မြောက်သူ့ကို၄နဲ့မြောက်။အဲ့တော့ပိုင်းချင်တူသွားပြီ ဲ့တော့စောက်ထဲကအတိုင်းဆက်မတချို့အဆင့်မျိုးကြော်မယ်နော်အဲ့တော့3 4 4 4 4လေးအနုံ4 3 4 3 3ဟုတ်ပြီအဲ့ဆိုလို့ရှိရင်သူ့ကိုရှင်းလိုက်တော့ရမှာဒီ1 1 my 12အဲ့တော့လက္ခဏာကိုကြည့်လိုက်တော့လေလက္ခဏာကလည်းကြီးတဲ့ခင်ကအပေါင်းဆိုတော့သူကအပေါင်းပဲရမယ်ဟုတ်ပြီနော်ဒါတော့ဒီကကိတ်ချုပ်မြင်းရောက်ကဒီစာလေးကိုဆက်မလို့ရှင်းလိုက်တာက12ပိုင်း2ပိုင်းဆိုရရပြီးတော့ရှင်းပါသည်လက်တဲခွင့်ရှိမယ်သွန်ဝင်အစား 9ပိုင်း14ပိုင်းဆိုဟုတ်ပြီဒါကိုရှင်းမဲ့ပြီးတော့မှဟုတ်ပြီလားဝမ်းမိုင်းတူအော်ဒါအစားဆိုတော့ဆံမတော်အမြောက်ပြောင်းလန်ကင်းပြောင်းလိုက်မယ်ဟုတ်ပြီနော်14ပိုင်း5ပိုင်းအဲ့တော့ဒါနဲ့တလေးနှစ်2640အဲ့တော့သူ့ဒီကွင်းကိုရှင်းလိုက်တော့ဆံမတော်က600ရတယ်အဲ့တော့ရှင်းဆက်သွားမယ် 1 by 3 plus 7 by 2ဒီတော့ဒါလေးကိုဖြုတ်အမြောက်6အဲ့တော့တုံဝင်လာမယ်အစား9 by 14 by နောက်ပြီးဒါဆိုရင်ဒီဘက်ကတို့ထပ်ပြီးတော့ရှင်းမယ်ဒီမှာအမြောက်ဆိုတော့နှစ်3နှစ်6ဆိုပြီးတော့ရှင်းလိုက်ရအောင်မယ်တစ်ပိုင်း3ပိုင်းအစားရေး3ပိုင်း3ပိုင်းအပေါင်း9 3 4ပိုင်းဝေချင်းချင်းမြောက်တော့27 ခုနှစ်3.27ဆိုတော့ဒီမှာဒီတုံဝင်းလေးရေလဲပြုတ်သွားပြီဟုတ်ပြီနော်အဲ့ဒါပြီးတဲ့အခါမှာနောက်ကဘာကျန်လဲဆိုတော့အစာ9ပိုင်း14ပိုင်းဆိုပြီးတော့ကျန်တယ် ဟုတ်ပြီအဲ့တော့ဒီလိုအနေထားမှာရောဆံမတော်ခုနကတည်ထားပြီးသားအချက်နှစ်ချက်ပြောထားတယ်ဒီဘက်ကအမြောက်နဲ့အစောင်းအရင်ရှင်းမှာဆိုတော့ဒါကိုအရင်ရှင်းပေးရမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဆံမရေးလိုက်မယ်1.3 21တို့ကအမြောက်ပြောင်းမယ်မြောက်ပြောင်းပြီးတော့ပိုင်းဝေရာ9ပိုင်းခြေရာ14ဒီလိုလာမယ်ဟုတ်ပြီနော်အဲ့တော့ခုနှစ်44 93 27အဲ့တော့1.3 93 55ဟုတ်ပြီဒါဆိုဆံမရောပိုင်း sorry 9345ပိုင်းချေမှာနှစ်ကျန်အောင်မယ်။အဲ့တော့ဆရာတို့ရှင်းမယ်ရှင်းတော့ပိုင်းချေညီဖို့လိုမယ်။346 236ဟုတ်ပြီနော်35 345 1042အဲ့တော့346 1042အပေါင်း346 53 40 5ပိုင်းချေတူတော့ဆရာတို့စားလိုက်မယ်ပေါင်းလိုက်မယ်။အဲ့တော့ဆရာမက49ကိုချောင်းနဲ့စားမယ်6 3 6 3 6 ခုနလီ40နှစ်40နှစ်ဆိုတော့၅ကျန်းပိုင်းခြေအား6အဲ့တော့အဖြေသည်75 by 6ဆိုရရမြဟုတ်ပြီနော်လေ့ကျင့်ခန်းတည်တည်တမ30မှာအမှတ်ချက်ကဒီကွင်းကိုဆမရရှင်းမယ်ဟုတ်ပြီနော်ဒါနှစ်ပိုင်းသုံးပိုင်းအမြောက်လက်သေးကွင်းဆိုတော့လက်သေးကွင်းကိုရှင်းမယ်အဲ့ဒါပြီးတော့မှပဲဆမရဆက်ပြီးတော့စဉ်းစားသွားမယ်ဘာလို့လုပ်မလဲဆိုတော့ဟုတ်ပြီနော်အဲ့တော့ဆမရရေးလိုက်မယ်နှစ်ပိုင်းသုံးပိုင်း sorry ၃ပိုင်းနှစ်ပိုင်းအမြောက်တို့ပိုင်းချင်းကြီးတော့၄ကို၄နှစ်မြောက်၁ကို၄နှစ်မြောက်ရှင်းရအောင်ဟုတ်ပြီနော် အဲ့ဒီခါကျတော့ဒါက၈ပိုင်းတစ်ပိုင်းအနုလေးနဲ့လေးရှင်းနဲ့တလေးနဲ့ဆိုပြီးတော့လာမယ်ပြီးတော့မှ divided by minus 3 by 4ဆိုပြီးရမယ်ဟုတ်ပြီနော်3 by 2 multiply by အဲ့တော့ပိုင်းချစ်တူသွားပြီရှင်းကြီးတဲ့ကိန်းလေးရနေငယ်တဲ့ကိန်းကိုနှုတ်မှာအဲ့တော့ကြီးတဲ့ကိန်းလေးရနေငယ်တဲ့ကိန်းကိုနှုတ်မှာဆိုတော့ကြီးတဲ့ကိန်းက၈ပိုင်းနဲ့ပိုင်းငယ်တဲ့ကိန်းက၈ပိုင်းတစ်ပိုင်းလက္ခဏာဒီကြီးတဲ့ကိန်းရဲ့လက္ခဏာကိုတက်မှာဆိုတော့ဒီလိုလာမယ် ဲ့တော့အဖြေပြီးအနှုတ်နဲ့ရမယ်ဟုတ်ပြီနော်အဲ့တော့နှစ်ထဲကတစ်ကိုနှုတ်တာတစ်ဆိုတော့ရှစ်ပိုင်းတစ်ပိုင်းအာရှစ်ပိုင်းတစ်ပိုင်းရမယ်လက္ခဏာကအနှုတ်ဟုတ်ပြီနော်အဲ့ခါကျတော့ဆရာမတို့ဒီဘက်အပိုင်းရှင်းပြီးသွားပြီဒီဘက်မှာ divided by minus v by 4အဲ့ဒီအမြောက်နဲ့အစားကိုဆရာမတို့တစ်ခါလေးရှင်းသွားမယ်နှစ်တက်လီနှစ်နှစ်လေးလီရှစ်ဆိုတော့ဒီဘက်မှာပါရမလဲဖိုင်းဝေချင်းချင်းမြောက်တက်တက်လီကျက်သုံးလေးလီယာဆနစ်ဒီမှာ တူဝလက္ခဏာအပောင်းတူဝလက္ခဏာအနှုတ်အပောင်းရဲ့အနှုတ်ရဲ့မြောက်တာဆိုတော့လက္ခဏာဒါကအနှုတ်နဲ့ရမယ်ဟုတ်ပြီနော်ပြီးတော့မှဒီဘက်ကအစာအနှုတ်၄ဘိုင်း၃ဘိုင်းဆိုပြီးတော့လာမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီကအစာကိုဆရာမတို့ကအမြောက်ပြောင်းမယ်ပြောင်းမြင်လဲမယ်အမြောက်ပြောင်းအနှုတ်ရှိမယ်ဟုတ်ပြီလားအဲ့ခါကျတော့၄တလီ၄ ဒီတုံးနေစနစ်ဆိုတော့ဆမ်မာပိုင်းဝင်ချင်းချင်းမြောက်လိုက်တော့ဒီပိုင်းချင်းချင်းချင်းမြောက်လိုက်တော့ကိုအနှုတ်နဲ့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 မြောက်လို့ရှိရင်အပေါင်းရမယ်။ဟုတ်ပြီနော်။ဒါကြောင့်သူကလက္ခဏာအပေါင်းရမယ်။ကိုပိုင်းတစ်ပိုင်းစီရောရမယ်။ဟုတ်ပြီနော်။ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်။ငါးပိုင်းလေးပိုင်းဤဤဆိုမှပေးထားလို့ရှိရင်အမြောက်ပြောင်းမယ်။ပြီးတော့မှဒီလက်သေးခွင်းတွေရရှိရရှင်းမယ်။ဟုတ်ပြီနော်။အဲ့ခါကျတော့ဆမ်မာဒီအောက်ကနေရေးလိုက်တော့မယ်။ငါးပိုင်းလေးပိုင်းအမြောက်ဒီနှစ်ခုကိုဆမ်မာတို့စပြီးတော့မှရှင်းမယ်။ ဲ့တော့ဆင်မတော့ဒီနှစ်ခုပေါ့နော်ဒီအဆင့်မှာမရှင်းသေးဘဲနဲ့နောက်တစ်ဆင့်မှာမှစပြီးအောင်မှရှင်းချင်တယ်အဆင့်နေမကြော်ချင်ဘူးဆိုရင်လည်းဆင်မတော့ရေးလိုက်မယ်ရေးပြီးတော့မှသူ့ကိုဒီကင်းရောင်ကင်းရောပေးထားတယ်ကင်းရောင်ပြောင်းမယ်ကိုနယ်လေး78 78ရဲ့ပေါင်းခွန်က25ငါဒီလိုလေးရမယ်ပေါ့နော်နောက်တစ်ဆင့်ကြမှာပဲဆင်မရရှင်းလိုက်မယ်။၅ဘိုင်း၄ဘိုင်းအမြောက်၃၃ညီကိုတို့ဘိုင်းချင်ညီမယ်။၃၃ညီကိုဒီမှာ၉ဆိုတော့ရသွားပြီဟုတ်ပြီနော်။ အဲ့တော့ရမာလီကိုပိုင်း၄ပိုင်းအပေါင်း3309 3406အစာ9ပိုင်း25ပိုင်းအဲ့တော့သူ့အပေါင်းမယ်လက္ခဏာအပေါင်းဆိုတော့ဟုတ်ပြီနော်နောက်ခုစလုံးကအပေါင်းဆိုတော့ပေါင်းမယ်9ပိုင်း၄ပိုင်းအမြ9ပိုင်း30ပိုင်းဒီဘက်ကအစာ9ပိုင်း25ပိုင်းအဲ့တော့သူ့ကိုဒီဘက်ကတက်တက်ရှင်းပြီးတော့မှသူနဲ့ရှင်းလိုက်ရတယ်တခါလည်းပဲရှင်းလိုက်ရင်လည်းရတယ်ဟုတ်ပြီနော်အဲ့ဒါတော့ကိုယ်သဘောအဲ့ခါကျကျွန်တော်တို့ဒီလိုတဆင့်ချင်းစီသွားမယ် အဲ့မှာဒီမှာဘယ်လောက်ရပြီလဲဆိုတော့၄နဲ့၄ရှစ်ပိုင်းစီအကုန်ဟုတ်ပြီနော်အဲ့တော့အစာ၉ပိုင်း25ပိုင်းအဲ့တော့ဒီကအဆောင်အမြောက်ပြောင်းမယ်9ပိုင်း10ပိုင်း multiply ပိုင်းအဲ့တော့ဘယ်လိုရလာမလဲဆိုတော့25ပိုင်း9ပိုင်းဆိုပြီးရမယ်အဲ့တော့9တက်လီကို9တက်လီကိုဆက်ပြီးရှင်းလိုက်တော့ပိုင်းဝေချင်းချင်းမြောင်8တက်လီက8ပိုင်းချင်းက25တက်လီ25ဆိုတော့25ပိုင်း10ပိုင်းရမယ်ကြည့်အောင်နံပါတ်3က ကျဲလေးပိုင်းတစ်ပိုင်းအနုတ်ဆိုပြီးတော့ဒီမှာဝင်ပေးထားတယ်ပြီးတော့မှဒီဘက်ကအစားအဲ့တော့ဆင်မကလေးတို့ကဒီဘက်မှာရေးမယ်နော်ဆင်မနေရနည်းနည်းပဲခြံထားမိလို့ပါအဲ့တော့အရင်အဆုံးဒီမှာရှိတဲ့ကင်ရော့ကင်ရောင်ပြောင်းမယ်လေးတက်လေးလေးဆိုတော့ငါနေပိုင်း၅ပိုင်းအနုတ်အဲ့တော့ဒီမှာဘာကိုအရင်ရှင်းမလဲဆိုတော့အမြောက်ကိုအရင်ရှင်းမယ်ပြီးတော့မှပဲအပန်းကိုရှင်းမယ်အဲ့ခါကျတော့နှစ်တက်လေးက1 3 3လေးက9အပန်း9 3 3 ဒါကကျက် divided by ဒီဘက်က6 by 4 by ရပြီနော်အဲ့တော့ summary ကြည့်လို့ရှင်းမယ်4 by 5 by အနှုတ်တို့ကပိုင်းခြေတူတယ်ဆိုတော့ summary ကပေါင်းလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့လက္ခဏာကလည်းအပေါင်းနေဆိုတော့ပိုင်းခြေကိုယူလိုက်မယ်2ရက်တရက်က3အဲ့ပြီးတော့မှအစာ5 sorry 5 by 4 by အဘဒီလိုအနေထားမှာရောဆရာမတို့ကဒီဘက်ကအစာကိုအရင်ရှင်းမယ်ပြီးတော့မှပဲအနုတ်ကိုရှင်းမယ်ဆိုတော့၄ဘိုင်း၅ဘိုင်းအနုတ် သူကကြတော့၉ဘိုင်း၃ဘိုင်းအစားအိုအမြောက်ပြောင်းဒီက၉ဘိုင်း၄ဘိုင်းဒီ၄ဘိုင်း၉ဘိုင်းဖြစ်လာမယ်အဲ့တော့၉ရက်၉ရက်ဆက်မလို့ရှင်းလိုက်တဲ့အခါမှာဒီဘက်မှာဘယ်လောက်ကျန်မလဲဆိုတော့၄ဘိုင်း၅ဘိုင်းအနုတ်၄ဘိုင်း၃ဘိုင်းဆိုပြီးကျန်တယ်အဲ့တော့ဒီမှာပိုင်းစီရလည်းညီပြီးသားဆိုတော့ကျွန်တော်တို့သူ့ကိုငွေ၅ရက်၃ဝန်းလုံးလိုက်တော့2ဆိုတော့၄လေးပိုင်းနှစ်ပိုင်းဆိုတော့နေတက်လေးနဲ့နှစ်နဲ့လေးလေးနှစ်ပိုင်းတစ်ပိုင်းဆိုရရမယ်ဟုတ်ပြီနော်အဲ့တော့ဒါ answer ဆိုပြီးတော့မှနှစ်ပိုင်းနှစ်ပိုင်းဆိုဆိုရှင်းပေးမယ်ဟုတ်ပြီဒါဆိုရင် ကျမတို့ကကြန့်ရှိနေတဲ့ပုံစံမျိုးကိုနောက်ဗီဒီယိုလေးမှာဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများနဲ့တင်ပါတယ်ရှင်။ကောက်ကောက်မမောနားလည်သွားတယ်လို့ဆရာမယူကြည်ပါတယ်နော်။